အားလုံးမြင်လာပါကျွန်တော်ရဲ့ North Tiger Channel နဲ့ Fan Channel ပြီးကြိုဆိုပါရယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအားရကြတဲ့အစီအမြဲစောင့်မျှော်ကြည့်ရှုပေးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြိုတင်နေကျွန်တော်တင်ဆက်ပေးမယ့် video ရတော့ကုဏငယ်ကိုစီတို့ရဲ့ reaction လေးပဲဖြစ်တယ်အဲဒါတို့ကနားဆင်ကြရအောင်ကျွန်တော်တို့ခစ်တဲ့ media ကိုလူမှုကွန်ရက်မှာ left rear ပေးမှုနဲ့ရွေးကောက်ပွဲနှောက်ရှက်မှုကြောင့်ဆိုပြီးနံပါတ်ကြီးရုပ်ရှင် director သဘူတွန်းတက်လွင်ကိုဖမ်းဆီးလိုက်တယ်ဆိုပြီးတော့အချက်ပစစ်တက်က အော်တိုဘောလာ30ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတည်င်းထုတ်ပြန်လာပါလေအချက်ပတ်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့ပြည်ရင်းကနမကြီးရုပ်ရှင်ဒါရိုက်တာဇဘူတွန်းတက်လွင်ဟာလက်ရှိသူတို့စစ်တပ်ကမဟုတ်မမဲဝါရဖြန့်ရိုက်ကူးထားတဲ့ခစ်သမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်တူဝေဖန်မှုအပြင်ကျွန်တော်တို့ခစ်တဲ့မီဒီယာကိုပါလူမှုကွန်ရက်မှာ left react ပေးထားတဲ့အတွက်ကြောင့်ဆိုပြီးရွေးကောက်ပွဲနှောက်ရှက်မှုနဲ့ဖမ်းဆီးလိုက်တယ်လို့စစ်တပ်ကိုယ်တိုင်ကအတီလင်းထုတ်ပြန်လာတာပါတစ်ဖက်မှာလည်းအဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာအလိမ့်ညဝါရဖြန့်ဇလန်ဖြစ်တဲ့ ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်းကိုဝေဖန်မှုနဲ့ပဲနာမည်ကြီးဒရိုက်တာမိုက်တီစပိုတီယိုဆောင်ကျော်ဝင်းထော့ဟာတာတီယိုဆောင်အုံတိုင်းနဲ့နောက်ထပ်ဒရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးဖြစ်ပါလေလက်ရှိမှာတော့အချက်ဖတ်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးကိုနှောက်ရှက်ဟန်တာသူတွေဆိုပြီးပြည်တွင်းကပြည်သူတွေကိုဖမ်းဆီးခဲ့တဲ့အရေးအတွက်ဟာ88ဦးအထိရှိထားပြီးအဲ့ဒီမှာအမျိုးသား83ဦးနဲ့အမျိုးသမီး5ဦးပါဝင်တယ်လို့သိရပါတယ် လက်ရှိအချက်ဖတ်စစ်တပ်ကတော့သူတို့လုံမဲ့အတုရောင်ရွေးကောက်ပွဲကိုမစီစဉ်ကြတဲ့ကအရင်ဆုံးအနေနဲ့ရွေးကောက်ပွဲကိုကာဝယ်ဖို့အတွက်ဆိုပြီးရွေးကောက်ပွဲနှောက်ရှက်မှုဥပဒေဆိုတာမျိုးကိုအခုနေ့ဇော်လိုင်လ29ရက်နေ့ကပဲကြိုတင်ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့အဲ့ဒီဥပဒေအရထောင်နဲ့အနည်းဆုံး3နှစ်ကနေတတတကြုံအထိကြာခံနိုင်နေဆိုတာမျိုးတွေပါသူတို့စိတ်ကြိုက်ထဲသွင်းပြီးပြဋ္ဌာန်းခဲ့တာပါအခုခါမှလေအဲ့လိုစစ်တပ်ကသူတို့စိတ်ကြိုက်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲနှောက်ရှက်မှုဥပဒေဆိုတာနဲ့ပဲ ပြည်တွင်းကနမကြီးရုပ်ရှင် director တွေအပါအဝင်အမှုပညာရှင်တွေကိုပါဖန်ဆီးမှုတွေလုပ်နေရမှာအခုတခါထပ်ပြီးနောက်ထပ်နမကြီးရုပ်ရှင် director သဘူတွန်းတက်လွင်ကိုရွေးကောက်ပွဲနှောက်ယှက်မှုဆိုတာအပြင်ကျွန်တော်တို့ခေတ်သစ် media ကိုလူမှုကွန်ရက်မှာ left react ပေးမှုကြောင့်ဆိုပြီးတော့ပါဖန်ဆီးလိုက်တဲ့အကြောင်းကိုစစ်တပ်ကိုယ်တိုင်ကတည်င်းထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့အော်တိုဘလာ၁၉နှစ်ကစပြီးစလင်းကြီးမျိုးနဲ့မှရှိတဲ့တရုတ်ဝမ်ပေါင်း company ဝင်းအတွင်အခြေချတဆွဲထားရာအချက်ဖက်စစ်တပ်က အနီးနားတစ်ဝက်မှာရှိတဲ့ကြေးရွာတွေကိုလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေစစ်ကြောင်းထိုးတာတွေတောက်လျှောက်လုပ်နေရမှာအဲ့ဒီစစ်တပ်စစ်ကြောင်းကိုဒေါ်လာရင်းတက်တွေကယနေ့အချိန်အထိတံပြန်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်တပ်စစ်ကြောင်းဟာဝမ်ပေါင်းဝင်းတွေကိုပြန်ဝင်းပြေးသွားလိုက်ပြန်ထွက်လာလိုက်လုပ်နေတယ်လို့ပြစ်ခတ်မှုတွေတဲ့စစ်တပ်ဘက်က၄ဦးထက်မနည်းကတော့အသီးသီးသိမ်ကုန်ကြပြီဖြစ်တယ်အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့စလင်းကြီးမြို့နယ်လက်ယုံတက်ရတိုက်ခိုက်ရေးကောင်းဆောင်မိုးတောက်ကပြောထားပါလေဒါအပြင် ေါ်လန်ဟီတက်တွေဘက်ကဝမ်ပေါင်းဝင်းနေကိုလက်နက်ကြီးနဲ့တိုက်ခိုက်မှုအတွေ့ဝင်းနေက transformer ထိမှန်ပြီးတော့မိလောင်ပျက်စီးမှုတွေလည်းရှိထားသလိုတရုတ်ဝမ်ပေါင်းကုမ္ပဏီအနေနဲ့ကတော့အဂျန်ဖက်စစ်တပ်ကိုလက်ခံထားတဲ့အတွက်အခုလိုတိုက်ခတ်ခံရတာဖြစ်ပြီးအဂျန်ဖက်စစ်တပ်ကိုလက်ခံထားရင်တော့ပြစ်ခတ်ခံရမှာဖြစ်တယ်လို့လည်းစလင်းကြီးမြို့နယ်လက်ယုံတက်ရဲ့တိုက်ခတ်ရေးခေါင်းဆောင်မိုးတောက်ကပြောထားပါတယ်ခင်ဗျဒါကတော့အော်တိုဘားလ29ရက်နေ့ကပဲအဂျန်ဖက်စစ်တပ်ရဲ့ကပ္ပဆာ22ကနေထွက်လာတဲ့စစ်ကြောင်းဟာ ပေါင်းမြို့နယ်အတွင်းကိုဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက်စစ်တပ်စစ်ကြောင်းဟာမုံတိုင်6အနီးကဇရက်မှာဝင်နားနေတဲ့အချိန်သူတို့တယ်လာတဲ့လက်နက်ခဲယမ်းတွေတဲက RPG ထိပ်ဖို့ပောက်ကွဲမှုဖြစ်ပွားပြီးစစ်သား2ဦးဟာနေရာမှာတည်းသေသွားတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့စိတ်ဖြူပျောက်ကြတကူတော့ကြားစိုးတဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်အဲ့တော့ပကွဲမှုဖြစ်ခဲ့တဲ့နေရာကိုတော်လိုင်းတပ်တွေကနေမြရှင်းလေးလုတ်တဲ့အချိန်မှာလေစစ်အတုံးဆောင်ပစ္စည်းတွေကိုပါတင်းစီရရှိခဲ့သေးတယ်လို့ စိတ်ဖြူပျောက်ကြတကူတော့ကြားစိုးတက်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ရှယ်ကုမျိုးမြောက်ကလပ်မြို့နယ်ရွှေပေါက်ကရက်စကန်ကနေကင်းပတ်ဖို့ပြင်ဆင်နေတဲ့ရဲတွေကိုမြို့ပြတော်လိုင်းရဲရဲဘော်တွေကပောက်ခွက်တက်ခိုက်မှုအတွင်ရဲတွေဘက်ကထိခိုက်မှုရှိထားတယ်လို့ရန်ကုန်အာမေးရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ31ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့မြောက်ကလပ်မြို့နယ်ရွှေပေါက်ကနေမြေရဲစခန်းကရဲတွေ ကင်းပတ်ဖို့လုပ်နေတဲ့အချိန်မှာပဲမြို့ပြတော်လန်ရိပ်ရဲဘော်တွေကမိုင်းနှလုံးနဲ့လက်ပစ်ဘုံတစ်လုံးတို့ကိုအတွဲလိုက်ပစ်ခတ်ပြီးဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွဲကင်းပတ်ဖို့လုပ်နေတဲ့ရဲတွေထိခိုက်မှုတွေရှိထားပြီးအဲ့ဒီကရဲနှုတ်ကတော့ဒဏ်ရာအပြင်းထန်ရထားတဲ့အကြောင်းကိုသိထားရတယ်လို့လည်းရန်ကုန်အာမေးရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်တရှိရန်ကုန်တိုင်းမှာအချက်ဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါလုံခြုံရေးတွေကိုအရင်ထပ်ပို့ပြီးတင့်ကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လန်ရိပ်ရဲဘော်တွေကလည်း စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအော်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့တွေမှာပဲနဒိုးကြီးမြို့နယ်ကမိုးကန်ကြေးရွာမှာတက်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်စခန်းနဲ့အင်အားဖြစ်ဖို့လာတဲ့စစ်ကားတစီကိုဒေါ်လန်ရေးတပ်တွေက၂ရက်စက်တိုက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်တပ်က6ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်စစ်ကားတစ်စီးလည်းထိခိုက်ပျက်စီးထားသလို စစ်တပ်ကဒရုန်းနဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်တော်လိုင်းရေးဘက်ကကားစီးလဲပျက်စီးထားတယ်လို့မြန်မာခရိုင် PDF အမှတ်တတရင်ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်။လက်ရှိနထိုးကြီးမြို့နယ်မှာတော့ဒေါ်လိုင်းတရွေထိန်းချုပ်ထားတဲ့နေပြည်နယ်စစ်တပ်ကတဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကလည်းဒေါ်လိုင်းတရွေရဲ့နေပြည်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်ရရင်ရသလိုစစ်အင်အားဖြည့်တင်းဓာတ်တွေတခါတရံစစ်ကြောင်းထိုးတာတွေလုပ်လို့ရှိသလိုဒေါ်လိုင်းတရွေကလည်းစစ်တပ်တဆွဲထားတဲ့နေရာတွေကို အခုလိုတံပြန်တိုက်ခိုက်ချင်းမမှုတွေအမြဲလိုလိုရှိနေတယ်လို့လေဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျအကြပ်ဖက်စစ်တပ်ကအမျိုးသမီးနှစ်ဦးကိုအရမပြုတ်ချင်းခဲ့တဲ့ဖြစ်စဉ်ကတော့အော်တိုဘာလ9ရက်နေ့ကပဲဇီဂုံတကြားစကနေထွက်လာတဲ့အကြပ်ဖက်စစ်တပ်နဲ့ပြူစောတီတွေဟာထန်းမင်းချေရွာကိုဝင်ရောက်လာပြီးတဲ့နောက်အသက်30ရွယ်အမျိုးသမီးတဦးကိုအရမပြုတ်ချင်းပြီးမိရှုတပ်ဖြတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုပဲအော်တိုဘာလ16ရက်နေ့ကလည်းတစဲဘက်ကိုကထိန်ခင်းဖို့လာတဲ့လင်မယားနှစ်ဦးကို စစ်တပ်ကဖမ်းဆီးပြီးမိမဖြစ်တဲ့သူကိုအာရမပြုကျင်တပ်ဖြတ်လိုက်တဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါသေးတယ်။တစ်ဖက်မှာလည်းအချမ်းဖက်စစ်တပ်ဟာကမ့်ဘလူးမြို့နယ်မှာဗီရီကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ခဲ့ရမှာထန်းရမင်းချေရွာက29ဦးဇီးကုံချေရွာက18ဦးလို့ကိုသူတို့စစ်တပ်ရှိတဲ့ဇပဲနန္ဒာပြူစောတီစခန်းမှာပဲဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။လက်ရှိသိရှိထားချက်အရကမ်ဘလူးမြို့နယ်မှာတလအတွင်းပြည်သူအယောက်80ဝန်းကျင်ဟာအချမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရပြီး မြို့သမီးနှစ်ဦးပါစစ်တပ်ရဲ့အာဏာပြုကျင့်တပ်ဖြတ်မှုကိုခံထားရတဲ့ဖြစ်စဉ်အပါအဝင် နောက်ထပ်နှစ်ဦးကပျောက်ဆုံးနေတဲ့ဖြစ်စဉ်တွေရှိထားတဲ့အတွက်ပြည်သူတွေအနေနဲ့စပယ်နန္ဒာကွင်းလန်းကိုမဖြစ်မနေအသုံးပြုမယ်ဆိုရင်အထုသတိထားဖို့ကလည်းကြောလကတ်မလူတက်ချွတ်လှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ခင်ဗျာဒါတော့အော်တိုဘားလ30ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲအချက်ဖက်စစ်တပ်ကရသပြည်သူတွေနေထိုင်ရာကင်းနီပြည်နယ်အဆက်မိုးပြမြို့နယ်မှာရှိတဲ့၃ဒက်ခွေအပြင် မန္တလေးမတရားမြို့နယ်မြောက်ဘက်ချမ်းကကြေးရွာတွေနဲ့မကွေးတိုင်းပေါ့မြို့နယ်ကကြေးရွာတွေကိုလေကြောင်းကနေဘုံကျဲတက်ခတ်မှုတွေဇက်တိုက်လုသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်မိုးပြဲမြို့နယ်ကအသက်28နှစ်အရွယ်ပြည်သူတို့ထိခိုက်ဒဏ်ရာရထားတဲ့အကြောင်းကိုလက်တလောတိထားရတယ်လို့လေမိုးပြဲ LPDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်လက်ရှိအကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လှန်ရေးတပ်တွေထိန်းချုပ်ထားရတဲ့နေမျိုးတွေကိုပြန်လည်ရရှိရေးအတွက်တံပြန်ထိုးစစ်တွေလုပ်နေရမှာ အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ယသပြည်သူတွေနေထိုင်ရာနေရာတွေကိုပါပိတ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ယသပြည်သူထိခိုက်မှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျ။တချိန်ကရခိုင်ပြည်နယ်ကိုဝင်တိုက်တဲ့အာဇာအဖွဲ့ကိုအခု2023ຫນွေဥတော်နိုင်ရင်းမှာမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကအဲ့ဒီအာဇာအဖွဲ့ကိုတွားပြီးမဟာမိတ်ပူးပေါင်းတယ်ပြီးတော့လက်နက်တွေထောက်ပံ့တယ်အဲ့ဒါကိုအခုကြော်မျိုးမင်းကဘာပြောလဲဆိုတော့ ရခိုင်ပြည်နယ်ဟိုတဲ့အာစာသိမ့်ပိုင်ဒါတောင်ဝင်ရှိတာအေးအေးပဲတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့သူကဆောင်ပြပြောနေကြာစစ်အခုမှနားတော်ကြီးနားတော်ကြီးကြီးဒီကောင်နေတစ်ခါကြရင်လေကိုတော်မဆွန့်ရတယ်ဟိုငါတို့ပဲမှားနေတာငါတို့ပြောတာကိုကိုပြန်သွေးပြီမဟုတ်တာကိုရုပ်တည်နဲ့တကယ်လုံးပြီးပြောတတ်တယ်နော်အပမာတစ်ခါမသွေးဘူးကျွန်တော်နားတော်ပြောနားတော်ပြောမှာကျွန်တော်ပြမယ်ရခိုင်ပြည်နယ်ပြည်စီလာမှာပြည်စီလာကျွန်တော်မသိဘူးမြဲကျွန်တော်တို့နောက်တစ်ချိန်မှာရခိုင်ပြည်နယ်ကိုအာစာကတိမ့်ပိုက်သွားရင် အဲ့အပြည့်ကသူ့ရှိမှရှိလို့ဆိုအေးထုံးမြနိုင်စမှာပြည့်ရှိထုံးမြနိုင်ညိုထုံးအောင်လို့မှပြည့်ရှိခိုင်ဒုက္ခမှပြည့်ရှိဟာဘုကြောင့်ထုံးမြနိုင်လို့ဒေါက်တာညိုထုံးအောင်လို့ဥခိုင်ဒုက္ခတို့မှပြည့်ရှိတယ်တဲ့အေးရရခိုင်ပြည်နယ်ကဒစိတ်တည်းတနေအောင်တိမ့်ပိုက်သွားရင်တဲ့ဆိုတော့အဲ့ဒီလက်ရှိအာစာအဖွဲ့ကိုရခိုင်ပြည်နယ်မှာခံတိုက်နေတာဒီအေးအေးရခိုင်ကတ်တော်အေးရတိုက်နေတာမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်တပ်ကြီးဘာလုပ်နေလဲဆိုတော့အဲ့ဒီရခိုင်အဲ sorry အေနဲ့တိုက်နေတဲ့အဲ့ဒီအာစာအဖွဲ့ကိုလက်နက်ခဲရန်ထောက်ပံ့တယ်နော်ဒေါ်စောမြလင်းရာစာဖွဲ့ကိုလက်နက်ခဲရန်ထောက်ပံ့တယ်ပြီးတော့ရခိုင်ပြည်နယ်ကိုဘာသာရေးမိမွေတဲ့လူမျိုးရေးမိမွေတဲ့မျိုးစုံပြိပကတ်ဖြစ်အောင်လုပ်တယ်အခုအာစာအဖွဲ့ကိုလည်းလက်နက်ခဲရန်ထောက်ပံ့ပြီးတော့ကိုယ်နိုင်ငံတွင်းထဲမှာရှိတဲ့လူတွေကိုမဆိုင်တဲ့ကောင်တွေကိုလက်နက်ထောက်ပံ့ပြီးတော့ဒီခိုင်ပြည်နယ်ကိုပြာပုံပွားရအောင်လုပ်နေတယ်စစ်တပ်အဲ့ဒါကိုလက်ရှိဒီစစ်တပ်ကိုပြောမှဟဲ့တို့တော့မလုပ်တည်ဘူးလေဟာဒါရခိုင် အေးနဲ့စစ်တပ်နဲ့တိုက်တယ်ဆိုရင်လည်းဒါကိုယ်နိုင်ငံသားအချင်းချင်းပဲအာဇာအဖွဲ့သူတို့ပါလာတယ်ဆိုတော့ဒါအသိပဲမရှိဘူးဒါစစ်တပ်အနေနဲ့အာဇာကိုတော့သူတို့လက်နက်တွေထောက်ပံ့ပြီးတော့မဟာမိတ်ပြုတင်တာဒါမဖြစ်သင့်ဘူးเนาะဟိုအတွင်းထင်ရအပြင်ကာတဲ့လောက်ရပြုတာမျိုးဒါလို့ပြောရမှာလေမပြောတဲ့ပေကိုဘာဖြစ်တယ်ဒေါက်တာညိုထွန်းအောင်တို့ဘုချုပ်ထွန်းမြတ်နိုင်တို့ဥက္ကဋ္ဌကတော့မှတာဝန်ရှိတယ်တဲ့ဟာဒုက္ခပဲနားထောင်ကြည့်ဒီကောင်းကြီးစကားတစ်လုံးကိုငါပြောတဲ့စကားက မှန်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 ဆိုတဲ့အရာတဲ့ငါပြောတဲ့စကားကငါစကားဆိုတဲ့ငါစကားနွားရပြောတဲ့ကောင်မျိုးတွေနော်ကြည့်အကယ်၍ရခိုင်ပြည်နယ်ကိုအေအေကအာစာကသာတိမ့်ပိုက်သွားခဲ့ရခိုင်ပြည်နယ်မြို့တစ်မြို့ဒေသတစ်ခုသာအာစာကသာတိမ့်ပိုက်သွားရင်အဲ့ဒီအပေါ်မှာအပြစ်ရှိဆုံးသူသည်ထုံးမြတ်နိုင်ခိုင်ဒုက္ခနဲ့ဒေါက်တာညွန်ထွန်းအောင်ဆိုညွန်ထွန်းအောင်လို့ဖြစ်တယ်တော်တော်လေးကတော့ကြော်မျိုးကြီးအမေပိုက်ကြီးကဘုကျုပ်ထုံးမြတ်နိုင်ကြလို့မပြောတာဟမ်ဟုတ်တယ်ရခိုင်ပြည်သူတွေအဲ့မှာတချို့တလေ ဒေသတွေမှာအေးအေးလက်လန်းမမီတဲ့ဒေသတွေမှာအာစာဘွဲ့ချိန်ချောင်းမှုကြောက်လို့ထွက်ပြည်သူတွေဆိုရင်မသွားရတဲ့လူတွေရှိတယ်။အဲ့ဒါတွေအတွက်တောင်မှခေါင်းခဲပြီးတော့ဝိုင်းကာွယ်လုပ်နေတဲ့လူတွေမှာတာဝန်ရှိတယ်ဆိုတော့ဟာဒုက္ခပဲ။အဲကြည့်လာကြည့်ပြီးတော့ကြမ်းတဲ့အတိုင်းမှာအဲ့ဒါရခိုင်တိုင်းတိုင်းတူလို့အဲ့ဒါလေ။ညှို့ထွက်အောင်ရထွက်မြက်လာရခိုင်ဒုက္ခရဒီအုပ်စုတွေဟာရခိုင်ပြည်နယ်ကိုအာစာလက်ထက်ကိုရောက်စားဖို့ကြိတ်ပြီးကြံနေတာလို့မေးရမှာဖြစ်နေခင်ဗျာမင်းတို့လေ။အဲ့ဒါခုအာ အော်အဲ့လိုမျိုးတွေးခွဲယူရန်တိုက်လိုက်တော့ရခိုင်တွေကဘူမတိဘာမတိနဲ့ဗိုလ်ချုပ်ထွန်းမြင့်နိုင်အောင်ထဆဲရမှာပေါ့ဟုတ်လားမင်းမျောလင်းတာအဲ့လိုမျောလင်းတာအော်မင်းမျောလင်းတာအဲ့လိုမင်းပြောရတာနဲ့ရခိုင်တွေကဟုတ်တော့ကွာအဲဗာလေကိုကြီးကြော်မျိုးမင်းပြောတာမှန်တယ်ကွာဆိုပြီးတော့ခါလေဥခိုင်ဒုက္ခတို့နော်ဒေါက်တာညွထုံးအောင်တို့ဗိုလ်ချုပ်ထွန်းမြင့်နိုင်တို့ရခိုင်ပြည်သူရဲ့ထဆဲပေးရမှာလားဟုတ်လားမင်းအဲ့လိုဖြစ်စေချင်တာလားအော်ကလေးကလားကွက်နေတယ်ကွာကြော်မျိုးမင်းရဲ့မင်းပြောစရာတကားမရှိတော့ဘူးလားကွာဟမ်တည်င်းသမားဒါလားတည်င်းသမား တော်တော်ကောင်းတဲ့စောက်ကျိုးတဲ့တရင်သမားနော်တကယ်စောက်ကျိုးတဲ့တရင်သမားတခါမတွေ့ဘူးကဘာပေါ်မှာလည်းမရှိဘူးဘယ်နိုင်ငံမှာလည်းမရှိဘူးမင်းတို့တရင်သမားကြိုးနော်မင်းကတရင်သမားမဟုတ်အကျန်းဖက်လှုပ်ဆောင်နေတဲ့အကျန်းဖက်တရင်ရင်မင်းဟမ်မင်းအကျန်းဖက်တရင်သမားစာကပြောလာပြီကျွန်တော်စိတ်ပူနေတာအဲ့ဒါပဲအေးအေးကိုညီကိုလိုနေပေါင်းလို့ရရမယ်ရခိုင်တိုင်းသားတွေညီကိုလိုပေါင်းလို့ရရမယ်ဟိုမှာအာစာဘင်္ဂလီအုပ်စုကအခုဘာပြောလာလဲကျွန်တော်သိကြသလားတော့မသိဘူးအာစာကပြီးခဲ့တဲ့26ရက်နေ့က သူတို့ရဲ့ကိုးနှစ်ပြည့်နှစ်ပတ်လည်လုပ်တယ်တည်တယ်တည်တယ်ပြောတယ်တည်တယ်တည်တယ်မင်းတို့စစ်တပ်ကလက်နက်တွေထုတ်ပေးပြီးမဟာမိတ်ပေါင်းပြီးမြှောက်ပေးထားမှာတော့အဲ့ဒီမသားတွေကအဲ့စကားပြောလာမှာပေါ့ရခိုင်ပြည်နယ်ကိုတိတ်ပိုက်သွားမယ်ဆိုတော့ရခိုင်ပြည်နယ်ကိုထိတာတနိုင်ငံလုံးထိတာပဲဘာဖြစ်လို့လဲဒီကာလမှာရခိုင်တက်တော့အေးအေးဟာအခြားသောတိုင်းသားဒီတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်လုပ်နေတဲ့အဖွဲ့အစည်းတွေလူမျိုးရခိုင်တက်တော့အေးအေးဟာတော်လှန်ရေးမှာဥဆောင်တဲ့အခက်ခဏတနေရာနေပါဝင်ပြီးတော့တူဟာတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်တိုက်နေတယ် အဲ့ဒီအတွက်ရခိုင်တက်တော်အေအေကိုထောက်ခံတာတွေရခိုင်ပြည်သူတွေမကတော့ဘူးဒီ2021ຫນွေဦးတော်လှန်ရေးအခင်းချင်းမှာတနိုင်ကန်လုံးတကမာလုံးမှာရှိတဲ့ပြည်သူပါပါလာပြီနော် KIA ဆိုလည်းဒီလိုပဲ KIA ဒီတော်လှန်ရေးမှာဥဆောင်တဲ့အခမ်းအနားပါပြီးတိုက်နေတာဖြစ်တဲ့အတွက်တော်လှန်ရေးကိုအားပေးတဲ့ပြည်သူတွေဟာကချင်မမဟုတ်ဘူးအခြားသော ပြည်သူတွေကလည်းဒီ KIA ကိုထောက်ခံဝင်ရနေပြီဘုကြောင့်ကွမ်မော်လည်းပြောထားတယ်နော်ဒီတော်လှန်ရေးနဲ့ပတ်သက်လို့ UNG နဲ့ KIA ရဲ့ပတ်သက်မှုပါဝင်မှုကို နော်အခုလက်ရှိရခိုင်တပ်တော် AA ဆိုတော့ဒါတို့ပဲ AA မှာ AOD ဓာတ်တွေတိုင်ရင်တပ်ဖွဲ့တွေအများကြီးရှိတယ်ဓာတ်တွေကိုထုတ်မပြလို့ချမပြလို့လက်ရှိ PDF နေနဲ့ပူပေါင်းပြီးတော့စည်ရေးပေါ်ဆောင်နေတဲ့ AA တိုင်ရင်တပ်ဖွဲ့တွေအများကြီးရှိတယ်နော်အဲ့တော့ရခိုင်ကိုထိတာဒီတနိုင်ငံလုံးထိတာလည်းအတူတူပဲဟမ်အဲ့ဒါအဲ့ဒီကောင်တွေကအာစာအဖွဲ့အဲ့လိုထွက်ပြောလာတယ်ဆိုတာမင်းတို့အမဲ့လင်းနေတွားပြီးတော့ပယောပီတွားလို့ပြီးတော့ခေါ်တွင်းလာတာလေဟမ်ဘာသာရေးမိမွေးဖို့လူမျိုးရေးမိမွေးလို့မင်းတို့တွေအစင်နဲ့ လုံနေအစင်နဲ့တော့မဟုတ်ဘူးလုံနေတာလေမင်းတို့ရခိုင်မှာဖမ်းမိတဲ့မင်းတို့စစ်ဘုံချုပ်ကိုလည်းထုတ်ပြောထားတာမင်းမဲ့နေပြီလားဟမ်မင်းတို့တောင်ပန်းဖြစ်သွားတဲ့စစ်ဘုံချုပ်ကိုလည်းထုတ်ပြောထားတာဟမ်ရခိုင်မှာမီးမွေးတဲ့ဆိုတဲ့ဟာကိုနော်ကိုနေပြနေပါလေလို့တဲ့အာသာကိုနေပြနေပါလေလို့တဲ့အချိန်မှာအာသာကအာသာရဲ့လက်ရှိခေါင်းဆောင်ရှိတ်ဘာမန်ဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးအော်တိုဘာ26ရက်နေ့မှာသူကဗီဒီယိုဖိုင်နဲ့တကွပြောတယ် အာရဗီဘာသာစကားနဲ့ဘင်္ဂလီလူဘင်္ဂလီဘင်္ဂလီဘင်္ဂလီလူပြောတယ်ပြောချင်တာဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့အတွက်ဘင်္ဂလီဘင်္ဂလားဒေ့ရှ်တွေနားလေတဲ့စကားနဲ့ပြောတယ်ဘင်္ဂလားဒေ့ရှ်တွေပြောတဲ့စကားနဲ့ပြောတာဘာမှဘရိုင်ဂျာစကားမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်ပြောတဲ့စကားနဲ့ပြောတာအဲ့တော့တချို့ပြောနေလူတွေကလုံးပြောမှာရိန်ဂျာဆိုတဲ့ဘာသာစကားသိတယ်ရှိသလားအတန်ရှိသလားစာရှိသလားဟိုမှာဘင်္ဂလီနဲ့ဘင်္ဂလားဒေ့ရှ်နဲ့တခြားတူနေတယ်အဲ့ဒါကိုထောက်ပြမယ်နော်အဲ့တော့ဘင်္ဂလားဒေ့ရှ်မှာရိန်ဂျာဆိုရှိလို့လားဘင်္ဂလားဒေ့ရှ်မှာအဲ့ရိန်ဂျာဆိုမျိုးရင်းရှိသလားရှာလိုက်တာနဲ့နေသက်ချန်ပြိုးနှစ်ခုမှာခွာနေတာအပြေထွက်နေပြီရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်တို့ဘက်မှာကျွန်တော်တို့ဘက်မှာရခိုင်ရှိတယ် ဟိုရဟန်းရှိသလိုဘင်္ဂလားဒေ့ရှ်တဲ့စစ်ကောင်းတော်နဲ့ဒီကမှာလေရခိုင်လွယ်ဖွားရှိတယ်ဗမာလွယ်ဖွားရှိတယ်အဲ့လိုရှိသလိုပဲဒီဘက်မှာဘင်္ဂလားရှိရိုင်ဂျာရှိပါတယ်ပြောရင်တို့ဘင်္ဂလားဒေ့ရှ်မှာလည်းရှိရတယ်ဒါပေမဲ့မရှိဘူးအဲ့ဒါအဖြေလေးရှိတယ်အဲ့ဒါကြောင့်ခုနပြောလို့လေခုအာစာကကောင်းဆောင်နော်အကောင်းဆောင်အစ်စ်ပေါ့အတောင်လာတော့ဆိုတာပြီးသွားပြီဒီအခု shake has shake barman ဆိုတဲ့ပုဂ္ဂိုလ်ကအော်တို26ရက်နေ့မှာသူ့ရဲ့ video message နဲ့ဘင်္ဂလီဘာသာစကားနဲ့ပြောတာငါတို့စူးစမ်းရမယ်တဲ့ငါတို့တော်လိုက်ကိုနားလည်ရမယ်တဲ့ငါတို့က ငါတို့ကဘာလည်းမကူညီဘူးရခိုင်မှာရှိတဲ့မော်စတန်ညညမော်စတန်ညညရမယ်ညညအောင်လောက်ရမယ်ငါတို့တောက်ချီကျိုးစားရမယ်ရခိုင်ကိုငါတို့ရအောင်တိုက်မယ်တေးချင်းတေးပစီရကဲတွဲကြရခိုင်ကိုငါတို့ရအောင်တိုက်ရအဲ့လိုပြောတာနော်ရခိုင်ကိုငါတို့ရအောင်တိုက်ပါအဲ့လိုကိုပြောတာပြောချင်တာသူတို့ရဲ့ကြွေးကြော်တန်းကြီးမှာရခိုင်ပြည်နယ်ကိုအာအာစာကအရရှုတယ်တိုက်တယ်ရခိုင်တိုက်တယ်တနေ့ချင်းတိုက်တယ်ရမလားတိုက်ရှိတယ်ရခိုင်တက်တော့အေးမှာဦးရခိုင်နေရှိတာမဟုတ်ဘူးနော်အဲအော်ဒီတိုင်းမှာရှိတဲ့အင်အားစုတွေအများကြီးပဲ PDF တွေအများကြီးပဲတိုက်လေဟမ်အဲနောက်မှတော့ ဟိုစော်ကန်ထီမှာတော့ဘလူ့ခွင့်ရေးတွေပါထမအောင်ရေးပေါ့ဘာမှမဆိုင်ဘူးเนาะမြန်မာပြည်ရခိုင်ပြည်နယ်ထဲမှာကြီးပြင်းမွေးဖွားထားတဲ့အစ္စလမ်ဘာသာဝင်တွေရှိတယ်ရခိုင်ပြည်နယ်ထဲမှာမွေးဖွားပြီးကြီးပြင်းလာတဲ့အစ္စလမ်ဘာသာဝင်ရှိတယ်အဲ့ဒီအစ္စလမ်ဘာသာဝင်တွေကလက်ရှိမှာရခိုင်တပ်တော် AA နဲ့လက်တွဲပြီးတော့တော်နိုင်ရေးလုပ်တဲ့သူတွေလုပ်နေတယ်เนาะရွာတွေမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေဆိုတာလည်းရခိုင်တပ်တော်ရဲ့အုပ်ချုပ်မှုအောက်မှာအေးချမ်းစွာနေနေကြတယ်ဘာမှမဆိုင်တဲ့ကောင်တွေကိုခေါ်တွင်းလာပြီးတော့เนาะ သွားပြီးတော့လက်နဲ့တော့ပေးပထွေးသွားကျက်ဥတိုက်တာဘာလို့လဲလဲဟမ်မင်းမဲ့လေမင်းအောင်နိုင်လေအဲ့တော့လက်ရှိအချိန်မှာရခိုင်တပ်တော်အေရဘယ်လိုမျိုးပုံစံဖြစ်နေလဲဆိုတော့ဘေးနေကြအိန္ဒိနာချင်းကလည်းဘာလို့လဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကလည်းဒီအာဇာကိုမွေးပြီးတော့အေအေကိုဖိထားတယ်လက်ရှိကိုနိုင်ငံတွေကတပ်မတော်ပါလို့တို့တို့နာမည်ခံတဲ့ဒီအကြမ်းဖက်ကောင်တွေကလည်းအဲ့ဒီအာဆာကိုပြန်မွေးပြီးအေအေကိုရင်ဆိုင်ခိုင်းထားတယ်။အဲ့တော့အေအေဒီဘယ်လိုဖြစ်နေလဲဆိုတော့ အာစာကိုလည်းစစ်မျက်နှာပြင်ဖွင့်ထားရတယ်စစ်တပ်ကိုလည်းစစ်မျက်နှာပြင်ဖွင့်ထားရတယ်ကြည့်နော်ဒါအင်မတန်အရေးကြီးတယ်ကြည့်အခုချိန်မှာအဲ့ဒါကိုအေးအေးကိုမချီးကျူးတဲ့အပြင် तू ကပါလာပြီးတော့ဘာဘုကြုံထုံးမြတ်နေတော့တောင်းဝန်ရှိတယ်ဒုက္ခပဲနားကြည့်တာကြည့်လိုက်ပြီးတော့ဗျာပြောစရာတကယ်လုံးမရှိတော့နော်ပြင်းနေရောရဖို့အာစာကျွေးကြော်နေပြီအဲ့ဒီချိန်မှာအေးအေးကကျွန်တော်တို့ဒီကပြောစုတက်မလို့နဲ့နိုင်ငံတော်တက်မလို့နဲ့ပြန်တိုက်ဖို့တော့ကြိုးစားနေတယ်သူနောက်ကနေဟိုကအာစာပင်ချောက်ကိုကြိုးစားနေချိန်မှာတို့ကဒီဘက်ကိုရှေ့မူတယ်ထုံးမြတ်အုပ်စုတောအုပ်စုလုံးဟာ မအာစာကိုတွေ့ရင်လေးဘက်ကုန်းဝင်မယ်ဒီတက်မလို့ကြတော့တိုက်ဖို့ကြိုးစားနေတယ်ဆိုတော့စဉ်းစားကြည့်ဗျာခင်ဗျားတို့ဘယ်နေရာမှာကုန်းလဲကုန်းတဲ့နေရာတနေရာပြပါဟမ်ဘယ်နေရာမှာလဲမင်းတို့ကစကားတစ်ပလုံးကိုလေအထောက်ထားတက်တယ်တက်ကရမရှိဘဲနဲ့ငါစကားနွားရပြောချင်တယ်တအားပြောတာပဲနော်တစ်ခါကြရင်လေကိုတွေအကောင့်ကကျွန်တော်ကြောင်ပါလဲဆိုဟဲ့ငါတို့ပဲအဆုံးရောက်နေတော့ကွာငါတို့ပြောတာပဲမှားနေတာဒီကောင်တွေကပြောရတာဟုတ်ရုပ်တည်ကြီးနဲ့ပြောရတယ်တင်းစားပြန်စဉ်းစားပြန်တော့ကိုတွေမှန်နေတယ်ကိုကမတရားပြောတာမဟုတ်ဘူးသူတို့တွေကမတရားပြောတာသူတို့တွေကမဟုတ်တာပြောနေတယ် ဒါမှမဟုတ်တာပြောတော့ကောရုပ်တည်နေဟမ်ကြည့်ရခိုင်တိုင်းသားတွေတကယ်ရခိုင်တိုင်းသားရခိုင်ပြည်ကိုချစ်တယ်ရခိုင်တိုင်းသားစစ်စစ်ဖြစ်တယ်ဆိုရင်ခင်ဗျားရခိုင်စစ်ရင်ရခိုင်ကိုချစ်ရမယ်ကိုရခိုင်မစစ်လို့ရခိုင်ကိုမချစ်တာမချစ်တဲ့အတွက်ဖြစ်လေအာစာနဲ့အာစာကတို့ကဟုတ်ရခိုင်ကိုမချစ်တဲ့ဘယ်ရခိုင်ရှိတရားတော့ပြပါလားရခိုင်တည်နေကိုမချစ်တဲ့ရခိုင်တရားတော့ပြပါလားလို့ဘယ်ရခိုင်ရှိတယ်ရခိုင်မှန်တယ်မြရခိုင်ပြည်နယ်ကိုချစ်ပြီးသားတို့စီးလုံးပြီးသားညီညွတ်ပြီးသား ဘယ်နေရာမချစ်တာပါမင်းတို့စစ်တပ်ကိုတိုက်တာနဲ့ရခိုင်ကိုမချစ်တော့ဘူးအဲ့လိုရောက်သွားတာအဲ့လိုယူဆတာဟုတ်လားအော်တိပီသူပြောတာကတိပီတိပီနော်သူတို့စစ်တပ်ကိုတိုက်တာနဲ့အဲ့ဒီရခိုင်ကရခိုင်မချစ်တော့ဘူးရခိုင်ပြည်နယ်ကိုမချစ်တော့ဘူးအတူ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 မှိုက်ယူထားတာနော်အဲ့အဲ့ဒါတိလာနော်တ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 ော်ဘောင်ဝင်တန်းဝင်တဲ့စကလုံးတွေတိတိချာချာမှတ်ထားပါတန်ဖိုးရှိတဲ့စကားတွေတိလာနောင်လာနောင်လာတွေပြန်ပြလို့ရအောင်လို့ပြီးတော့အေးအေးကငြိမ်ခံနေတာရှင်းရှင်းလေးပဲအဲ့ဒါကမှရခိုင်တိုင်းသားတွေကမသိဘူးဆိုရင်တော့ကျွန်တော်တို့ရခိုင်မစစ်တာ ရခိုင်မစစ်တဲ့သွေးနှောတွေကလားသွေးနှောထားလို့ခင်ဗျားတို့အဲ့လိုဖြစ်ပုံလားအဲရခိုင်နေရာရခိုင်စစ်ရင်ရခိုင်ပြူချစ်ရတယ်ရခိုင်ပြူချစ်ရင်အေအေကအာစာရီလက်ထက်ကိုရခိုင်ပြည်နယ်ကိုရောင်းစားဖို့ကြိုးစားနေတာကိုခင်ဗျားတို့တားနိုင်ရမယ်ထုံးပြနိုင်ရတာရောင်းစားဖို့ကြိုးစားနေတာတွေကိုခင်ဗျားတို့စဉ်းစားရမယ်နော်ထုံးပြနိုင်လို့အုပ်စုကရခိုင်ပြည်နယ်ရဲ့မြောက်ချမ်းကိုအာစာလက်ထက်ကိုထည့်ပေးသွားမယ်လို့မသွားဘူးလို့မပြောနိုင်ဘူးခင်ဗျားစောင့်ကြည့်လိုက်ဟုတ်ဒီကောင်ဘယ်ရမလားစကားသိမိသေးရတယ်အရင်ဆွဲလွဲပြောတာမယ်နော်အေအေနဲ့အာစာနဲ့တိုက်ပွဲတွေဖြစ်နေတာဘယ်နှကြိမ်လဲ ဘုချုပ်ထုံးမြန်တဲ့အာသာလက်ထဲကိုရခိုင်ပြည်တယ်ထဲ့အောင်ယူနေတဲ့လူမမဟုတ်တာမင်းမဲ့လင်စစ်ပွဲကောင်းဆောင်မင်းအောင်နိုင်လူမျိုးယာဒူးအာနာမိသားစုကြီးပွားရေးအတွက်လုပ်နေတဲ့လူတွေမဟုတ်ဘူးတော်လိုင်းရင်းကိုတော်လိုင်းရင်းတူအောင်လုပ်နေတဲ့လူတွေအဲ့လူတွေကဒီပြည်နယ်ကြီးကိုအချောက်တိုက်ကြီးပဲအာသာလက်ထဲထည့်မလားဒိမ့်မဲ့ရှိတဲ့စကားကိုပြောကြုံမျိုးမင်းမင်းကတက်တဲ့တက်ကရာမရှိဘဲမင်းတို့ဆွတ်ဆွဲခြင်းတဲ့လူတွေကိုမင်းတို့ကဘယ်လိုပြောဒီကောင်တွေကအခုဘာဖြစ်နေလဲဆိုတော့လေသူတို့မကြိုက်တဲ့လူတယောက်ဆိုရင်ပြောခြင်းတဲ့စကားလုံးတွေဆွတ်ပြောပလိုက်မှားလားမှန်လားသူတို့မသိဘူးရုပ်တိရှိတာမရှိတာသူတို့မသိဘူး ပြောငါစကားနွားရပြီပြီးပြောဖြစ်တယ်အဲ့လိုမျိုးအေးသူတို့ကြိုက်တာပြီဆိုလူတယောက်ဆိုရင်လည်းလေဖာကောင်းဖြစ်နေပြီဖះလောင်းဖြစ်အောင်လို့တိတ်ဖြစ်တင်လိုက်တယ်အဲအဲ့လိုမျိုးတကယ်တကယ်ဒီကောင်တွေရဲ့ဟိုဗျံပတာဒီလိုပြောဗျောင်းပြန်ပြန်ပြောင်းပလီပလာချမှုကိုလေလက်ဖျားခါတယ်ကျွန်တော်တို့တကယ်တကယ်ကောင်းပြောတာမပြောမရဘူးဒီဆုံးမြန်နိုင်သူအန်ရခင်ပြီးတော့ထိုးထည့်ထိုးတယ်ပါအဲ့ချိန်မှာရခိုင်တိုင်းသားတွေအတုံးယုံတရားမအေးကြောက်မင်းဘုကြောင့်ထိုးမြန်နိုင်ကိုမင်းအမဲလင်မင်းအောင်နိုင်ခွေးသားတဲ့လာလာမနိုင်နဲ့တိလာ ဲ့တော့ခုအာစာကကြွေးကြော်နေပြီရခိုင်ပြည်နယ်ကိုရအောင်သိမ့်ပိုက်မယ်ဆိုတော့ဘယ်သူမှတာဝန်ရှိလဲအခုအဲ့ဒီဟာကြီးကိုအဲ့ကဲအာစာလက်ထဲမှာတနတ်သွားဆက်တဲ့ကောင်တာဝန်ရှိတယ်လေမင်းမဲ့လင်စစ်ဖွဲ့တွေသွားဆက်ထားတာလေအဲ့အာစာလက်ထဲကိုသိမ့်ပိုက်မယ်ဆိုတာရခိုင်ပြည်နယ်ကိုသိမ့်ပိုက်မယ်ဆိုတာတနတ်မရှိပဲသိမ့်ပိုက်လို့မရဘူးလက်နက်မရှိပဲသိမ့်ပိုက်လို့မရအဲ့လက်နက်ကိုဘယ်လူသွားထည့်ထားရလဲထဲတဲ့ကောင်ပြောလေကွာမင်းအသိပဲရှိတဲ့စကားကိုပြောလေ ။စာကအခုနေသက်ချန်သေးလို့ရှောက်မှာ။ तू ကမြန်မာမြေပဲပိုက်တဲ့ထက်ကိုတောက်လျှောက်ထိုးစစ်ဆင်လာပြီ။တောတောင်လေးတွေမှာမေယူတောင်တွေမှာထိုးစစ်ဆင်နေပြီ။တောက်လျှောက်ဆင်နေတယ်။အေးထုတ်ခွာပြရတဲ့သေးတယ်။ဒါမှဒါမဲ့ထုတ်မြန်နိုင်လို့ရဲ့လက်ဝေကမီဒီယာတွေမှာ News Radar တို့ Western News တို့ DMG တို့မှာတွားကြည့်။နော်။အဲ့ဒီထုတ်မြန်နိုင်တဲ့လက်ဝေကအဲ့ဒီမီဒီယာတွေမှာကကြာတော့ဗာရေးနေလို့ဆိုတော့အာစာနဲ့ AA နဲ့တိုက်လို့တယ်တိုက်တယ်။အာစာတွေသေးတယ် AA တောင်မှမသေးဘူး။အဲ့လိုရရှိတာအာစာရဲ့ဘက်ကဟာတွားကြည့်လို့ရှိရင် AA တွေတုံးတုံးသေးတယ်။ပြောကအာစာတွေကသူတို့ဘက်ကအထက်နေနေရှိတယ်။ဒါပဲတွားချင်တာရှင်းရှင်းလေး။အဲ့တော့ထုတ်မြန်နိုင်အောင်တည်င်းကိုကြည့်စရာမလို နော်တည်င်းဒီနေ့ခေတ်ကာလမှာ ရေးထားတဲ့စာတစ်ခုတည်းဖတ်ပြီးတော့ကောက်ချက်ချတဲ့ခင်မဟုတ်တော့ဘူးနော်တက်တေတက်ကာရဓာတ်ပုံဗီဒီယိုဖိုင်ကြည့်လေအေအေတေတဲ့ဆိုရင် အေအေတဲ့အေအေတေတဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေပြနိုင်လားစာရေးတာလူတိုင်းရေးတတ်တယ်လေဘယံမတာရေးမင်းတို့ကောင်မျိုးဆိုပေါက်ပန်းလေးဆိုရေးရတာပေါ့ဟမ်အဲတိုက်တယ်လို့ရေးလို့ရတယ်မင်းတို့ကောင်မျိုးဆိုဒါပေမဲ့ခင်ဗျားကပြောတယ်မင်းတို့လိုလိုပေါ့ ကင်မရာဖုန်းရှင်းမှာထိုင်ပြီးကင်မရာရှင်းမှာထိုင်ပြီးတော့ဗယံမရာထိုင်ပြောတာလူတိုင်းပြောတတ်တယ်ဒါပေမဲ့ခစ်ပစ်ဘာဖြစ်လဲညာဖြစ်လဲပြောတယ်ခစ်ပစ်က Telegram channel ဖွင့်ထားတယ်ခစ်ပစ်မှာတင်တဲ့တဲ့င်းတစ်ခုစစ်ပွဲဘလောက်ဘယ်စကန်းကောင်းတိတ်ပြီးတယ်ခွေးဘလောက်သေးတယ်ဆိုအဲ့ဒီသေးတဲ့မတာပုံနေနော်ဗီဒီယိုဖိုင်ရှိတဲ့ဗီဒီယိုဖိုင်နဲ့တကွာခစ်ပစ်ရဲ့ Telegram channel မှာတင်ပေးထားတယ်လေသူစာသီးလေးရေးထားတာမဟုတ်ဘူးဒါကြောင့်မလို့ပြည်သူတွေကခစ်ပစ်တဲ့င်းကိုမပြတ်ကြည့်ပြီးတော့အားပေးကြတာရှင်းလားမင်းတို့အခု MP News ဆိုပြီးမင်းတဲ့င်း ပဒိနမအမိခံတယ်မင်းတို့ပြောနေတဲ့တည်င်းတွေကိုအဲ့ဒီတက်တဲ့တက်ကရဓာတ်ပုံတော်၎င်းဗီဒီယိုဖိုင်တော်၎င်းမင်းတို့ချပြနိုင်တဲ့ဟာဘယ်နှခုရှိလဲအဲ့ဒါအဖြေပဲနော်အဲ့တော့ကလင်ကချစ်လုံနေတယ်ရခိုင်ပြည်နယ်ကိုရခိုင်ပြည်သူလူထုပေါ်မှာကလင်ကချစ်လုံနေတယ်တစ်ချိန်မှာဒီရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတောင်ပြလဝဲပူးတိတော်မောင်းတော်ဒေသတွေဟာအာစာတွေကတိမ့်ပိုက်သွားပြီဆိုရင်တိမ့်ပိုက်သွားနိုင်ခဲ့ရင်အဲ့ဒါထွန်းပြနိုင်မှာပဲတာဝန်ရှိဆုံးခိုင်ဒုက္ခမှာတာဝန်ရှိတယ်မျိုးထောက်မှာတာဝန်ရှိတယ်ပြီးရင်အဲ့ဒီမြေတွေကိုပြန်တိုက်ယူအောင်မသိလဲဆိုတော့ကျွန်တော်တို့တက်မတော်ပြန်တိုက်ယူအောင် ကဲအေးမလို့နော်ကျွန်တော်တက်လို့ပါပြန်တက်ယူပါမယ်အဲ့ဒီကြာရင်ဘယ်သူတက်ပြီးပေးရမလဲကျွန်တော်ပြီတော်တော်ကောင်းတာကောင်းတော့ဒါကစိတ်ကူးနေရင်ပြီးတော့ပဇက်ထဲရှိရာကြီး drama တွေခင်းရင်ပြီးတော့ဝိတုတဘုတ်ရင်းနေလားမသိပါဘူးဟမ်အာသူစိတ်ထဲမှာအာရခိုင်တက်တော့ AA ရကတစ္ဆာဖောက်ပြီးတော့ရခိုင်ပြည်နယ်ကိုအာစာလက်ထဲကိုထည့်မယ်အဲအာစာလက်ကိုထည့်လိုက်ဟာကတတ်မတော်ကဲတင်ရှင်ဖြစ်လာပြီးတော့အဲ့ဒီနယ်မျိုးပြန်တိုက်ပြီးတော့ယူပေးမယ်ဗစိတ်ကူးရင်းနေလားဝိတုစာကိုရေးဖို့ဟာလားအဲ့လက်ကြောင့်မျိုးမင်း အာဒုက္ခပဲကွာမင်းဘွားလည်းငါကြည့်ရတာငါတနာရတာငါတကယ်ပဲအကောင်းဆုံးလားနာပြည်တော်စုတက်မလို့သားတွေအသက်တွေပေးရအောင်ဒီအေတွေကဘာမှတော့ဘူးအချိန်လုံးအေတွေအာစာနဲ့တေချာမတိုက်ဘူးအာစာနဲ့တိုက်ပြီးဆိုအေတွေပြေးပြီအော်ဒီဘက်ကတက်မလို့နဲ့ကြတော့အေတွေကချတယ်တက်မလို့ကညာတော့ချတယ်သူကတက်မလို့အော်ကိုယ်နိုင်ငံသားတွေပဲကိုယ်တိုင်းသားတွေပဲဆိုတော့တက်မလို့အော်လူတယောက်ရခိုင်တိုင်းသားတယောက်မျိုးချင်းကိုညီကိုညီကိုပဲပြုံးပြနောက်လဲတက်လဲကောနောက်ကဒါနဲ့ပြေးထိုးတာအဲရခိုင်အေတွေကထိုးတာ 老了，怎么样？找到老了，找到老去了。是 <noise> 是，怎么样？打工找到没？哎，三十岁没有了吗？忙到不听到三十岁没有，这个又听到三十岁没有，这个说话比那还少一点。哪会啊？你不能说呢。阿姨，你讲的吧？来没？哪有单的图了？哎呀，哪有单的图了？哪有那单的图没？四川那叫酒，老外的啦，那西边外的爹的啦。朋友，哪有单的图了？恋爱问题也是有的，没有了。阿拉，你看嘛，找完了，四川那叫包没？就待得，啥呢？啊，高楼股，哎呀，待得，待外面，外面待的啦。 လာနဲ့ရှိပြီးဝိုင်းပြီးပြစ်နေတာလေဘလို့နောက်ကျောထားနဲ့ထိုးတာလေမနိုင်တာမနိုင်တာပေါ့ဘလို့နောက်ကျောထားနဲ့ထိုးတယ်ဆိုတာဘာမှစည်ရင်လှုပ်ရှားမှုရှိပဲဗျက်ကလေးဆိုနိုင်ပဲမိနစ်ပိုင်းပြေးမှတက်ပြီးဝင်လုံးပြီးစော်ရတယ်အဲဒါမျိုးဆိုရင်တော့တမျိုးဟာအေးရကွာနောက်ကျောထားနဲ့ထိုးရတာကွာငါတို့ကညီကိုချင်းပို့လို့အခုကလာနဲ့ချီပြီးဝင်းရံဂလိုင်းတော်ဖောက်နေတာဟိုမှာဗီဒီယိုတွေရိုက်ပြထားတာမမြင်တဲ့အတိုင်းဟမ်တွင်းတွေတူအောက်ကပါကြွမင်းစစ်စင်ရေးဆိုပြီးတော့ဟမ် အောက်ကနေတွင်းတူမင်းတို့အပေါ်ကနေလေနဲ့ drone ကျဲလို့မရအောင် drone နဲ့မင်းတို့ကျဲမျိုးစုံမင်းတို့ခုခံတယ်ဘလို့မှခုခံလို့မရတဲ့အစုံမင်းတို့ကြာသွားတာလေဟိုမှာတက်တက်ကြီးတယောက်တောင်မှအဲ့ဒီစစ်တနာချုပ်ထဲမှာပိတ်မိနေလို့တောင်းလာရှိပြီတဲ့၈လပိုင်းနဲ့ပိတ်မိနေဆိုပြီးတော့ရုပ်တံဗီဒီယိုဖိုင်နဲ့တက်လာမှမင်းတို့ပါဇက်ပေါက်တွေပိတ်သွားတာလေပထမမင်းတို့ပြောတာအာရခိုင်ရောစစ်ကူရောပစ်ကူရောပို့ထားတာအာရေတက်ကလည်းလမ်းထုနေတယ်လေတက်ကလည်းစောနေတယ်အာအင်စစ်ပဲဘာမှမပြောထားတာလေဟမ်အဲ့ဒီအချိန်မှာမင်းတို့အဲ့ဒီတက်မင်းတို့ရဲ့ တက်ချက်ကြီးလားမသိဘူးစက်တနာချုပ်ထဲမှာပိတ်မိနေအမှဆစ်ခွင်း၁၀၀လောက်ရှိတယ်ဓမ္မကြီးကျွန်တော်တို့ပိတ်တဲ့၃လလောက်ရှိနေပြီဘယ်သူမှလည်းကျွန်တော်တို့အစာရေစာမပုတ်ဘူးဒီတိုင်းပြစ်ထားလိုက်ဆိုရင်ဗီဒီယိုဖိုင်တက်လာလားလေမှတ်မိသေးလားအတမိုင်းမအောင်တော့ဒါမနေ့တနေ့ရမှတော့အဲ့ဒါပါလေမင်းတို့ညားတာအော်အဲ့ဒါညားတာပေါ့အော်အေးအေးအေးသူညားလားဆိုညားမှလားနော်မပြောနဲ့ဝီမပြောနဲ့ရခိုင်အမိခံအေးရီအေးရီနောက်တော့ထားနေထိုးတာအဲ့ဒါပြဿနာကိုတတ်မလို့ခံလိုက်ရတယ်အခု အေအေတွေကအာစာကြတော့ခုဘာမှမလုပ်နိုင်ဘူးခုရခိုင်ပြည်နယ်ကိုသိမ့်မယ်လို့အာစာပြောတယ်သိမ့်ပိုင်မယ်ရအောင်သိမ့်မယ်လို့ပြောတယ်ဘယ်မှာလဲထွက်မြေနိုင်တခွန်းအောင်ပြောဘူးလားထွက်မြေနိုင်တခွန်းအောင်ထားပြီးကောက်ဝတ်ဘူးလားညိုထွက်အောင်တခွန်းပြောလာထားပြီးတော့ခိုင်းသူကတခွန်းထားပြီးတော့အာစာတွေကိုဒီလိုလုပ်လို့မရအောင်အာစာတို့ငါတို့အပြတ်တိုင်မှာအာစာကျူးကျော်ကြီးကျူးကျော်ကြီးပါလားဆိုတော့မျိုးတခွန်းထားပြောတော့လားတို့ငြိမ်နေကြတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်ထွက်မြေနိုင်တို့အုပ်စုနဲ့အာစာအုပ်စုဘင်္ဂလားဒေ့ရှ်အုပ်စုတွေကဒကြီးတဲ့တညနဲ့တခိုင်းဝင်နေဝင်နေဖြစ်နေသလားဆိုတော့ခဏလို့ရခိုင်တိုင်းသားတွေရခိုင်ပြည်ကိုချစ်လို့ရခိုင်စစ်လို့ရခိုင်ပြည်ကိုချစ်ရင်ငါတို့တွေးရမယ် ကလားသွေးနှောထားလို့ဟောကျော်ညွန့်မေးရဲ့မင်းတတော်စိတ်သက်အောက်တန်းကြတာကောင်းပဲเนาะအာစာဖွဲ့ကိုလက်နဲ့တတ်ဆင်ပေးနေတာကစစ်တပ်เนาะလက်ရှိအဲ့ဒီအာစာဖွဲ့ကစစ်တပ်နဲ့ပေါင်းပြီးတော့တိုက်နေတာကအေအေကိုအဲ့လိုဖြစ်နေတဲ့အနေအထားမှာအဲ့ဒီအေအေကအာစာနဲ့ပေါင်းပါတယ်လို့မင်းစွတ်စွဲဆိုတော့မင်းကတတိယနမနာမည်မခံပါနဲ့တော့ကျော်ညွန့်မေးရဲ့တရတော်အောက်တန်းကြဗယံပတာဖြစ်နေတာဟာဟမ်ယုံစရာကြီးကွာငါတို့လောကကြီးမှာဒီလိုမျိုးမောင်းကောက်ကပြောခွင့်မပေးနိုင်ဘူး အကောင့်ရတာပါမဟုတ်ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေပြောချင်တာကလေဒါကျွန်တော်တို့ကလူမျိုးရဲ့ဘာသာရေးနဲ့မဆိုင်ဘူးနော်ကျော်မျိုးမင်းဆိုတာလည်းမြန်မာပြည်သားခင်ဗျားတို့ကျွန်တော်တို့ကမြန်မာပြည်သားကျွန်တော်တို့တည်ထားမှာကဒီမြန်မာပြည်မှာနိုင်ငံအရေးနဲ့ပတ်သက်လို့ဒီလိုမဟုတ်မမှန်ပြောတဲ့ကောင်တွေဘသူမှပြောခွင့်မပေးလို့မရဘူးဆိုတာတိဖို့လိုတယ်အာစာကိုကြောက်နေတယ်ဆိုရင်တော့ခင်ဗျားတို့ကိုယ့်အကူစဉ်းစားတာကိုယ့်ဘဝကိုစဉ်းစားတာကျွန်တော်ရှင်းရှင်းလေးပဲရခိုင်စစ်ရခိုင်မျိုးချစ်ရမယ်အေးသွေးနှောခံထားရသောအုပ်စုတွေဖြစ်နေတယ်ဆိုရင်တော့ပြည်အောင်စုကပြဿနာရှာပြီး ဘင်္ဂလီလိုပြဿနာမရှာဘဲနဲ့ညိနာခံရဒါရှိရှိလေးပဲကိုယ့်အကူကိုယ့်အကူစဉ်းစားကြကျွန်တော်တို့ရခိုင်တိုင်းသားတွေကိုဒါပဲ message ပေးချင်တယ်ကဲအားလုံးကြားတဲ့အတိုင်းပဲเนาะပြောရတာเนาะအာဇာအဖွဲ့ကိုလက်နက်သွားတက်ဆင်ပြီးမဟာမိတ်ဖွဲ့ထားတာကသူ့ပထွေးတွေစစ်တပ်အဲ့ဒီအာဇာအဖွဲ့နဲ့ခံတိုက်နေတာကအေးအေးအေးအဲ့ဒါကိုဒီအာဇာအဖွဲ့ကတင်းရင်နဲ့အေးအေးမှာတာဝန်ရှိတယ်အဲ့ဒါကြည့်လက်ရှိစစ်တပ်ကိုထောက်ခံနေတဲ့မီဒီယာပါဆိုတဲ့ကောင်တွေရဲ့စကားပြောတဲ့အဆင့်စဉ်းစားကြည့် เนาะဘာမှထပ်ပြောစရာတော့မလိုတော့ကျွန်တော်ရဲ့ channel ကိုကြိုက်တယ်ဆိုရင် like ရယ် subscribe လုပ်လည်းပြခဲ့ကြပါ